အားလုံးပဲမိင်္ဂလာပါရှင်။နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလက်မထွက်နိုင်ပြီးလေးလာဆောင်တည်ရဲ့အဖွဲ့များဆေလွတ်ရန်အစီအစဉ်မရှိဟုဥရောပသမဂ္ဂပြောဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလတ်မထွက်နိုင်ပြီးလေလတ်ဆောင်တည်ရေးအဖွဲ့များဆေလွတ်ရန်စီစဉ်မရှိကြောင်းဥရောပသမဂ္ဂ၏လူ့အခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ် ခိုင်ဆာအိုလန်ဂရန်ကထုတ်ဖော်ပြောဆိုပါရယ်အော်တိုဘလ16ရက်နေ့မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်ပြုလုပ်သောအာဆီယံ EU အရက်ဖတ်လူမှုဖွဲ့စည်းများဖိုရမ်နှင့်လူခွင့်ရေးဆိုင်ရာအာဆီယံ EU မူဝါဒဆွေးနွေးပွဲလာရောက်တက်စဉ်ဥရောပသမဂ္ဂ၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ခိုင်ဆာအိုလန်ဂရန်ကမြန်မာစစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသို့ဥရောပသမဂ္ဂလေးလာသူစေလွတ်ရန်အစီအစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါရယ်မြန်မာစစ်တပ်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရာလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်း အနောက်နိုင်ငံများအပါအဝင်မြမအရေးလေးလာစောင့်ကြည့်သူများကစစ်တပ်ရွေးကောက်ပွဲသည်အထုရောက်တာဖြစ်ပြီးစစ်တပ်အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားသောဟန်ပြရွေးကောက်ပွဲသာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုကြပါသည်မြမနိုင်ငံတွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်သည့်အခြေခံလိုအပ်ချက်အခြေအနေများကိုမဖြည့်ဆည်းပေးနိုင်ကြောင်းအိုလန်ဂရန်ကပြောကြားပါသည်စစ်အစိုးရကကမကထပြုတဲ့ရွေးကောက်ပွဲဖြစ်လို့ရလက်ကတော့တခုပဲထွက်မှာပါဟုဥရောပသမဂ္ဂလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်အိုက်ဆာအိုလန်ဂရန်ကထုတ်ဖော်ပြောဆိုပါတယ် မြန်မာနိုင်ငံတွင်2021ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းကနိုင်ငံတဝန်းနေပြည်အများအပြားကိုသိမ်းပိုက်ခဲ့သောလက်နက်ကိုင်တော်လှန်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ရာနှုန်းဖြင့်မကျင်းပနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါသည်။စစ်မိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။